ထိုင်ဝမ်အရေးမှာဝင်ရောက်ဆွတ်ဖက်တဲ့ဘယ်နိုင်ငံကမှမဆိုအမုံကျင့်ပြစ်မယ်လို့တရုတ်စိုးရကနိုမလာ26ရက်နေ့ကချင်းချောက်ပြောကြားလိုက်ပါတယ်။တရုတ်နိုင်ငံမှာအဲ့ဒီလိုလှုပ်ချင်စိတ်နဲ့လှုပ်နိုင်စွမ်းလည်းရှိတယ်လို့တရုတ်စိုးရရဲ့ထိုင်ဝမ်အရေးဆိုင်ရာပြောခွင့်ရပန်ချင်ကန်းကပြောကြားလိုက်တာပါ။ထိုင်ဝမ်နဲ့အနီးဆုံးဂျပန်ပိုင်နယ်ဖြစ်တဲ့နန်ဆေးဤကျွန်းစုတွေကယိုနာကုနီကျွန်းပေါ်မှာဒုံးကျည်အစ်စ်တွေထားမဲ့အကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီး ရှိကြီးတို့ကိုဤဇူမီကနိုမလာ23ရင်းနေမှာပြောကြားလိုက်တာနဲ့ပတ်သက်လို့တရုတ်ဘက်ကအခုလိုတုံ့ပြန်မှုထွက်လာတာပါထိုင်ဝမ်ရေလက်ကြားအနီးတိုက်ခိုက်ရေးလက်နက်တွေထားမဲ့အစီအစဉ်ဟာဂျပန်နိုင်ငံကဒေတာရင်းတင်းမာမှုတွေဖြစ်အောင်ရည်ရွယ်လှုပ်ဆောင်နေတာလို့တရုတ်ကဆွဆွပြောဆိုပါတယ်ဒါအပြင်ဒီတုံးကြီးတွေထားမဲ့အစီအစဉ်ဟာသူတို့ကိုစင်ခေါ်တဲ့လှုပ်ရလို့တရုတ်ကရှုံ့မြင်ပါတယ်တရုတ်နိုင်ငံကအခုလိုချင်းချောက်တတိပီးစကားပြောလိုက်တဲ့အတွက်တင်းမာတွေရဲ့နိုင်ငံဆက်ဆံရေးတွေနာမကပဲထိလွယ်ရှလွယ်ဖြစ်နေပြီးသား အင်ဒိုပစိဖိတ်လုံခြုံရေးတစ်ခုလုံးကိုပါရိုက်ခတ်မှုရှိစေပါတယ်ဂျပန်နဲ့ထိုင်ဝမ်ကျွန်းတို့အပေါ်တရုတ်အစိုးရကနှုတ်အားဖြင့်တဆင်ပြေးတဆင်ပြင်းပြင်းထန်ထန်ပြောဆိုလာနေတဲ့အပေါ်ဒေတာရွေးနိုင်ငံတွေကလည်းအနီးကစောင့်ကြည့်နေကြပါတယ်ထိုင်ဝမ်ကျွန်းဟာပြည်မာကြီးရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်တရုတ်အစိုးရကသတ်မှတ်ထားပေမဲ့ထိုင်ဝမ်ကတော့အဲ့ဒီလိုပြောဆိုမှုကိုပယ်ချထားပြီးထိုင်ဝမ်ကျွန်းရဲ့အနာဂတ်ကိုထိုင်ဝမ်သားတွေကပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ပြောပါရခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ